အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးပို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ငရုတ်သီးတနတ်ချင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါစင်ရဲလုံးနဲ့မိုဟိနီဆိုတဲ့မိန်းကလေးတယောက်ကတော့ရီမန်းချက်ကြီးကြီးမားမားထားနေခဲ့ပါတယ်သူမကတနတ်ချင်းလောက်တာတတော်လေးကိုကြော်ပါတယ်ငရုတ်သီးတနတ်ချင်းတွေကို ရောင်းချလေးရှိပြီး သူမရဲ့တနတ်ချင်းတွေကိုကြောကြားစေချင်နေခဲ့တာပါ။ဒါမှလည်းသူမစင်ရဲမွဲတေမိုးကနေလွမြောက်နိုင်မှာမဟုတ်လား။မိုဟိနီနဲ့သူ့ရဲ့အမေတို့ကလည်းအင်ငယ်လေးတိတ်မှနေထိုင်နေခဲ့ကြရတာပါ။မိုဟိနီရဲ့အမေကိုရိုင်းကလည်းတနတ်ချင်းတွေလှောင်ရှောင်းတို့တူဖြစ်ပါရဲ့။အတော်ကြီးဒီမှာတနတ်ချင်းတွေ ကျမလှုပ်ထားတယ်လက်လက်ဆက်ဆက်မနေရမှလှုပ်ထားတာ။ဒါလေးတွေဝယ်သွားပါအောင်လားရှင်။อืมတော်ပါပြီ။ တကယ်တော့နင်းကိုရိုင်းပဲတနတ်ချင်တွေကိုလိုအပ်နေရရော့ဒီမှာပတ်စံရှူထားလိုက်မဟုတ်ကြအတော်ရဲ့ကျမတို့သူများတနာလိုလာပြီးရပတ်စံတွေကိုတော့လုံးဝမလိုချင်ပါဘူးဘာဖြစ်လို့ကျမတို့ကိုအရန်ဆင်းရဲတယ်လို့ထင်နေကြရတာလဲထားလိုက်ပါတမီးလေးရဲ့အမေတို့အချိန်တွေကအရန်ကိုဆင်းရဲနေတာဆိုတော့လူတွေကအမေတို့ကိုဆင်းရဲလို့နေလို့ထင်နေရစမ်းတော့လည်းမစမ်းပါဘူးအမကြီးတနတ်ချင်မွေးချင်ဘူးဆိုလို့ရှင်လေရပါတယ်မွေးပါနဲ့တွားလိုက်ပါတော့ ကျမတို့ကိုအလကားတတ်တတ်တော့ပတ်စံလာမပေးပါနဲ့မလို့ချင်ဘူးအမျိုးသမီးကလည်းဘာမှမဝဲဘဲနဲ့ထွက်ခွာသွားပါရဲ့ဒါကနေဆင်နေတိုင်းလိုလိုဖြစ်နေတဲ့ကိစ္စတစ်ခုဖြစ်နေခဲ့ပါရဲ့တာမီနှစ်ယောက်ကလည်းအိမ်အပြင်ထွက်ပြီးတနက်ချင်းလေးရောက်ပါရဲ့လူတွေကတော့သူတို့စီကတနက်ချင်းတွေကိုဝဲယူရှာမဲ့အစားစင်ရဲမွဲတေလို့နဲ့သူတို့ရဲ့အခြေအနေကိုကြည့်ပြီးပတ်စံပေးသွားတတ်ကြပါရဲ့ဒါကိုတာမီနှစ်ယောက်လုံးကလည်းတဆက်ကလေးမှသဘောမကျခဲ့ကြပါဘူး ဒါကြောင့်မိုဟိနီကလည်းအလုပ်တစ်ခုခုလုပ်ဖို့စဉ်းစားလိုက်ပါတယ်။တညမှာတော့မိခင်ဖြစ်သူကိုပြောခဲ့ပါတယ်။တရားကြရင်ကျမတို့ရဲ့တနက်ချင်းကအရန်ကိုနမဲကြီးလူတိများလာလိမ့်မယ်အမေ။အဲဒီခါကျရင်တော့ကျမတို့ဘယ်သူစီကိုမှလက်ဖြန့်တောင်းစီရမလို့တော့ဘူး။ဒါပေါ်သမီးလေးရဲ့ဖခင်တခင်သာလုပ်ပေးမယ်ဆိုရင်တော့အမေတို့မျောလင့်တောင်းတနေတဲ့နေရက်တွေကျင်းသေးရောက်ရှိလာလိမ့်မယ်နော်။တာမီနှစ်ယောက်လုံးကလည်းမျောလင့်ချက်တွေနဲ့ဝမ်းသာပြောရွှေနေကြကြတော့ပေါ့။ ဒါရီအားလုံးဖြစ်ဖို့ဆိုတော့ကအိမ်မက်တခုလိုမျိုးပဲဆိုတော့ကိုလေသူတို့သိကြပါရဲ့။ကဲတမီးလေးမနက်ကတော့ကရိုတီအကြံလေးရှိသေးတယ်ဆိုတော့အမေတို့နှွေးစားကြမယ်။ချမင်းစားပြီးတာနဲ့အိတ်ကြမယ်လေ။အရန်ကြီးလဲစိုးရင်ပူပန်နေစရာအကြောင်းမရှိပါဘူး။ဖျားသခင်ဖြစ်စေခြင်းတဲ့အတိုင်းပဲအရာအားလုံးဖြစ်လာလိမ့်မယ်။ဟုတ်ကဲ့ပါအမေရဲ့တမီးရိုတီတွေကို အပူလုပ်ပေးမယ်။ဖျားသခင်ကကျမတို့ကိုဘလို့မဆိုးအကိုအညီပေးမှကိုဖြစ်တော့မှာ။ကျမတို့စင်ရင်တော်ရီမှာပြဿနာတစ်ခုရှိတယ်။ အဲ့ဒါကတော့ကံကိုအရင်ပုံချလောနာပဲကျမတို့မှာကောဖြစ်စင်ခြင်းနဲ့စာနာဝင်မရှိဘူးလားသမီးလေးရဲ့ဘာဖြစ်လို့ဖျားသခင်ကိုအပြစ်တင်နေရတာလဲအခုလိုလုံးလို့ဘာမှထူးခြားလာမှာမဟုတ်ဘူးအမေတို့ထမင်းစားတော့ပြီးတော့အိတ်လိုက်ကြတော့မယ်လီနောက်နေ့မှာတော့တာမီးနှစ်ယောက်တောင်းအိမ်အပြင်ကိုထွက်ပြီးတနတ်ချင်တွေကိုရောင်းချနေခဲ့ကြပြန်ပါလိသူတို့တနတ်ချင်ထိုင်ရောင်းနေခဲ့ကြပါမယ်သူတို့ဆိုင်ကိုပဲသူမှရောက်ရှိမလာခဲ့ကြပါဘူးတရက်အလုံးကုန်ဆုံးသွားခဲ့ပြီးတဲ့အခါမှာတော့ ကဲတမီးလေးရေအိမ်ထဲဝင်ကြတာပေါ့ဒီအချိန်လောက်ဆိုရင်တော့ဘယ်သူမှလာကြတော့မယ်လဲမထင်ဘူးနှစ်ယောက်တော့အိမ်ထဲကိုဝင်သွားပြီးနောက်မှာတော့နောင်နေအတွာတနတ်ချင်းတွေပြင်ဆင်နေခဲ့ကြပါတယ်တမီးနှစ်ယောက်လုံးကလည်းငရုတ်သီးတွေကိုတတေချာချာကြည်နေခဲ့ကြတာပေါ့အမေကျမတို့တနတ်ချင်းရောက်ဖို့အတွက်မြို့ပေါ်ကိုသွားကြမယ်ဆိုရင်ဘယ်လိုလဲရွာကနေမထွက်မချင်းဘာတခုမှကောင်းတာဖြစ်လာမယ်လို့မထင်ဘူးဒါပေမဲ့အမေတို့ဒီလောက်တောင်မှဝေးတဲ့မြို့ပေါ်ကိုဘယ်လိုသွားကြမလဲဘယ်မှနေကြမလဲ မေတို့စီမှာပတ်စံအများကြီးရှိတာလည်းမဟုတ်ဘူးလေဒီအချိန်မှာပဲရုတ်တရက်ကြီးကောင်းကင်ပေါ်မှာလျက်စီးတွေလက်မိုးချိုးတွေပြစ်ချခဲ့ပါတယ်သူတို့အိမ်တစ်ခုလုံးတောင်းလို့သွားတဲ့အခါမှာမိုဟိနီရဲ့မိခင်ဖြစ်သူကကြောက်လန့်တကြနဲ့ပြောလိုက်ပါတယ်သမီးရဲ့ဒုက္ခပဲမကောင်းတဲ့နမိတ်တွေပါတယ်လားမသိပါဘူးမှုံတိုင်းတွေပါတယ်များတိုက်တော့မလားဒီအချိန်မှာမိုဟိနီကလည်းသူ့အမေကိုရှင်းပြပြီးကူညီပေးခဲ့ပါတယ်အမေကလည်းဘာတွေအလောက်တောင်မှစိတ်ပူနေရလဲဘာမှစိတ်ပူမနေနဲ့ နောက်နေတော့သူတို့အိမ်ရှိကိုအဖွားအုပ်တယောက်ရောက်ရှိလာပါတယ်။သူရဲ့လက်ထင်မှာအဝိအနေနဲ့အုပ်ထားတဲ့အိုးလေးတစ်လုံးကိုလည်းကင်ဆောင်ထားပါသေးတယ်။သမီးလေးရေငါအရန်ဘိုက်စာနေလို့ပါ။ငါချက်ခုတ်ခုတ်စားဖို့အတွက်များပေးလို့ရမလား။ဒီအချိန်မှာမိုဟိနီတို့သားမီးနှစ်ယောက်လုံးအပြင်ကိုထွက်လာခဲ့ပြီးပြောလိုက်ပါတယ်။အတော်ကြီးရောက်ပေသူများလည်းရာသီဥတုတို့တလောက်တောင်မှစိုးရွားနေရရှင်။ဘာဖြစ်လို့များအပြင်ကိုထွက်လာခဲ့ရတာလဲ။ ါနဲ့ကျမတို့ဒီရွာမှာအတော်ကြီးကိုဘယ်တော့မှမတွေ့ခဲ့ဘူးပေါ့နော်ဒီရွာကမဟုတ်ဘူးနဲ့ကြိုတဲ့ဟုတ်တယ်ဟုတ်တယ်ဖျားဘူးသွားမယ်ဆိုပြီးတော့ခြေလင်းထွက်လာခဲ့တာလေသွားနေသွားနေနဲ့လမ်းမပြီးဒီရွာရဲကိုဝင်လာခဲ့တာပဲအခုရွာရဲကိုရောက်လာလက်စားနဲ့အခုအညီလိုက်ကြောင်းနေရတာပေါ့အခုကြည့်စမ်းမအောင်ဘိုက်တွေအရန်ကိုစာနေတဲ့အချိန်မှာလေပြင်းမုန်တိုင်းတွေကလည်းတိုက်ခတ်နေတယ်ဒီလိုအခြေအနေကြီးမှာဘယ်ကိုသွားရမလဲလုံးဝနားမလည်နိုင်တော့ဘူးအကူအညီပေးလို့ရတယ်ဆိုလို့ရှင်တော့တခုခုအကူအညီပေးပါအောင်နော် ဟုတ်ပြီဟုတ်ပြီအတော်ကြီးရေဝင်ခဲ့ဝင်ခဲ့အိမ်ထဲဝင်လာခဲ့ပါရှင်။ကဲတမီးလေးခရီးတဲ့တယောက်အတော်လေးဒုက္ခရောက်နေတာဆိုတော့အမေတို့အနေနဲ့သူ့ကိုဦးစားပေးအကူအညီပေးတဲ့နဲ့အမေတို့စားတော့ဖို့အတွက်ထမင်းကြံဟင်းကြံလေးရှိသေးတယ်မလား။အရာတွေအားလုံးသူ့ဖို့ယူလာခဲ့ပေးလိုက်နော်။တနာစရာကောင်းတဲ့အဖွားအိုကြီးပါလမ်းအောင်ကောင်းကောင်းမရှောင်နိုင်တော့ဘူး။သူ့ခရီးကိုဘလို့ဆက်ပြီးတော့ကြွားမလဲ။ဟုတ်တယ်နော်အမေဟုတ်တယ်ဟုတ်တယ်သူ့ကိုကျမတို့အရင်ဆုံးအကူအညီပေးလိုက်ကြမယ်မိုဟိနီကလည်းသူတို့အိမ်မှာရှိနေတဲ့ရိုတီတွေနဲ့ တို့အိမ်မှာပဲတို့တို့ကိုယ်တိုင်လောက်ထားတဲ့ငရုတ်သီးတနတ်ချင်းတွေကိုထည့်ပြီးတော့ပေးလိုက်ပါရီအမျိုးသမီးကလည်းအရာကိုစားလိုက်ပါရီစားပြီးသွားတဲ့အခါမှာတော့မိုဟိနီကိုပြောပါရီသမီးလေးရေနင်ကတကယ်စိတ်နှလုံးကောင်းမွန်တဲ့သူတစ်ယောက်ပဲနေကိုယ်တိုင်လောက်ထားတဲ့ငရုတ်သီးတနတ်ချင်းတွေကစားကောင်းပြီးအရသာရှိလိုက်တာဒီလောက်စားကောင်းတဲ့တနတ်ချင်းမျိုးငါဘယ်တော့မှမစားဘူးဘူးဟုတ်ကဲ့ပါအတော်ကြီးကဘိုက်တွေတအားကိုစားနေရမဟုတ်လားအဲ့ဒါကြောင့်လေကျမတို့လောက်ထားတဲ့တနတ်ချင်းအရန်စားကောင်းတယ်ဆိုပြီးတော့ထင်းနေရဖြစ်လိမ့်မယ် ဒီတနက်ခြင်တွေကတကယ်ပဲစားကောင်းတယ်ဆိုရင်တော့လူတွေကျမတို့စီကနေဒီတနက်ခြင်တွေကိုဝယ်စားမှာပေါ့အခုရွာမှာရှိတဲ့ဘယ်သူမှကျမတို့စီကတနက်ခြင်တွေကိုလည်းဝယ်မစားကြဘူးလေသမီးရဲ့ဒုက္ခပဲဘာဖြစ်လို့ဒီအကြောင်းတွေသူ့ကိုတော့ပြောပြနေရတာလဲအေးအေးစစေးထမင်းစားခွင့်ပေးလိုက်ပါထမင်းစားထုတ်ပြီးသွားတဲ့အခါမှာအဖွားအိုကြီးကမိုဟိနီလက်ထဲသူ့ယူလာခဲ့တဲ့အိုးလေးပေးလိုက်ပါတယ်သမီးလေးရေရော့ဒီအိုးကိုငါနဲ့ကိုပေးထားခင်မယ်ဒီအိုးထဲမှာအမောအစွမ်းနေအများကြီးရှိနေတယ် ဒီအိုးရင်မှာတိတ်ထားတဲ့တနတ်ချင်းကအရသာရှိပြီးလူတွေကလည်းသဘောကျနှစ်သက်ကြလိမ့်မယ်။ဒါရင်ဘဲကအောင်မလဲ။ဒီအိုးရင်မှာတိတ်ထားတဲ့တနတ်ချင်းတွေကိုစားပြီးသွားတဲ့အခါအားလုံးဝမ်းသာပျော်ရွှင်ကုန်ကြလိမ့်မယ်။တနတ်ချင်းတွေကိုဒီအိုးရဲထည့်ထားမယ်ဆိုရင်တော့လူတွေကမှုရနှန်းကြောင့်သူတို့ကိုယ်တိုင်ရောက်ရှိလာကြလိမ့်မယ်။နေရဲ့တနတ်ချင်းတွေကိုလည်းကြိုက်တဲ့ဈေးပြောလိုက်သူတို့ဝယ်စားကြလိမ့်မယ်။ဒါဆိုရင်တော့အတော်ကြီးရဲ့ဒီအိုးကမှအစွမ်းများထက်နေရလား။อืมအဲ့လိုမျိုးတမန်လို့လည်းရတယ်။ ယခုတော့တတိထားရမယ်နော်ဒီအိုးကိုကောင်းမွန်တဲ့ကိစ္စရဲ့အတွက်ပဲအသုံးပြုရမယ်လောဘကြီးမယ်ဆိုရင်တော့အရာအားလုံးကုံဆုံးပြောက်ွယ်သွားရလိမ့်မယ်မိုဟိနီရဲ့အရင်တုန်းကလူတွေစီမှထူးဆန်းတဲ့ပစ္စည်းတွေအများကြီးရှိတယ်အခုခေတ်လူတွေကမဖြောင့်မတ်ကြတော့လို့ဒါရီအားလုံးကပြောက်ွယ်ကုန်တာသူကဖျားဘူးသွားနေတာဆိုတော့သူ့ပေးသွားတဲ့အိုးလေးကတကယ်မို့အစွမ်းထက်နေလိမ့်မယ်လို့အမေကတော့ထင်တယ်သူစီကနေဒီအိုးလေးကိုယူထားလိုက်တမီးရဲ့ဟုတ်ကဲ့ပါအမေကောင်းပါပြီ ဒီလိုနဲ့သူမကလည်းမြေအိုးလေးကိုယူထားလိုက်ပါတယ်အဖွားအကြီးပြောတဲ့စကားတွေကိုတော့သူမသိပ်ပြီးအယုံကြည်မရှိပါဘူးပုံမြင်တပုတ်လိုမျိုးပဲသူမနားထောင်နေခဲ့တာပါဒီအချိန်မှာပဲရုတ်တရက်မိုးချိုတစ်ချက်ပြစ်ချလိုက်တာနဲ့အတူတူအဖွားအကြီးကလည်းအိမ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်အမေအတော်ကြီးဘလို့ပျောက်ကွယ်သွားတာလဲထူဆောင်းလိုက်တာသူကမကောင်းဆိုပါမလားမသိဘူးသူကတာမန်အမျိုးသမီးတယောက်တောင်မဖြစ်နိုင်ဘူးသမီးရဲ့တကယ်လို့တာမန်ဆိုလို့ရှင်လဲသူ့ဟာသူဘလို့ပြောက်ွယ်သွားမလဲ ကောင်းနဲ့မကောင်းဆိုပါဆိုလို့ရှင်လေအမေတို့ကိုဒုက္ခပေးပြီးလောက်ပြီးငါတို့ဖခင်နဲ့မေအစာပြုတ်နေရင်းနဲ့ပဲအလုပ်တစ်ခုခုစတင်ကြမယ်လीဘာရီဆက်ဖြစ်မလဲဆိုတော့ကိုတော့ကြည့်ကြတာပေါ့ဖခင်သခင်ကိုယ်တိုင်ကအမေတို့ကိုအကူအညီပေးဖို့အတွက်သူ့ကိုလှော်လိုက်တာဆိုရင်အမေရတယ်လေအတိတ်ပဲမရှိတဲ့စကားတွေပြောနေပြန်ပြီဒါရီအလုံးကပုံမြင်စာအုပ်ထဲမှာရွတ်ရှင်တွေမှာပဲဖြစ်နိုင်တာအပြင်မှာဘယ်တော့ကမှအဲ့လိုဖြစ်ခဲ့ဘူးလို့လေဒါပေမဲ့အမေကပြောနေတာဆိုတော့ကျမတို့အလုပ်ကိုစတင်ကြတာပေါ့ ဒီလိုနဲ့နောက်နေ့မှာတော့မိုဟိနီကလည်းအဲ့ဒီအိုလေးထဲမှာတနတ်ခြင်တွေကိုစတင်လုပ်ခဲ့ပါတယ်။အိုးထဲမှာတနတ်ခြင်တွေကိုထည့်လိုက်တာနဲ့ထူဆန်းတဲ့အနံ့တစ်ခုပေါ်ထွက်လာပါတယ်။အချိန်ခဏကြာသွားခဲ့တဲ့အခါမှာရွာသူရွာသားတွေအားလုံးသူတို့အိမ်ရှိကိုရောက်ရှိလာပါတယ်။မိုဟိနီရဲ့ဒါဘလို့အနံ့မျိုးလဲငါတို့နေအိမ်ကနေပြီးရရနေရလေ။ကျမကိုယ်တိုင်တိတ်ထားတဲ့တနတ်ခြင်ရဲ့အစွမ်းတွေပေါ့။ကျမအဖွားကိုယ်တိုင်ကအမွေပေးခဲ့တာလေ။ ဒီတနက်ချင်းကိုစားလိုက်မယ်ဆိုရင်တော့အမြင်နဲ့ငယ်ရွယ်နှုတ်ပြိုပြီးတော့ကျမ်းမာကြီးလည်းကောင်းနေလိမ့်မယ်။ဒါဆိုရင်တော့ငါတို့ဝယ်မဖြစ်တော့မယ်။ရှင်နောက်မှဝယ်ကျမတို့အရင်ဝယ်မယ်ကျမတို့အရင်ထည့်ပေး။သမီးလေးရေငါ့ကိုတက်ကီလိုထည့်ပေးနော်။ရွာသူရွာသားတွေကလည်းတို့စီကနေပြီးတော့တနက်ချင်းတွေကိုဝယ်ယူခဲ့ပါရီ။တနက်ချင်းတွေကုံဆောင်သွားခဲ့ပေမဲ့ဝယ်သူတွေကတော့အခုချိန်ထိလိုချင်နေခဲ့ကြတော့ပါပဲ။အခုလောလောဆယ်တော့မရတော့ဘူးနော်။ညနေခင်းကြမှာကျမတို့ထပ်လောက်ပြီးရှောင်းပေးမယ်။ ရွာသူရွာသားတွေအားလုံးပြန်သွားခဲ့ကြပါရဲ့။တာမီနှစ်ယောက်လုံးလဲဝမ်းတာပြောရွှေနေခဲ့ကြတာပေါ့။အမေရေကောင်းလိုက်တာ။ဒါဆိုရင်တနတ်ချင်းတွေအများကြီးထပ်လုပ်ပြီးဈေးထဲသွားရောက်ကြမယ်။ဟုတ်တယ်။တမီးပြောတာမှန်တယ်။ဒီလိုနဲ့တာမီနှစ်ယောက်သားနောက်ထပ်တနတ်ချင်းတွေအများကြီးတိတ်ခဲ့ကြပါရဲ့။ဒီနောက်အနီးနားမှာရှိတဲ့ဈေးဆိုင်ထဲမှာသွားရောက်ခဲ့ပါရဲ့။ပထမဦးဆုံးတရက်မှာပဲသူ့ရဲ့တနတ်ချင်းတွေအားလုံးရှောင်းကုန်သွားပါရဲ့။တလားအတွင်းမှာပဲတာမီနှစ်ယောက်လုံးရဲ့အခြေအနေလုံးဝပြောင်းလဲသွားတော့ကိုတွေ့ခဲ့ရပါရဲ့။ တို့စီမပတ်စံတွေလည်းအများကြီးရောက်ရှိလာခဲ့ကြပါပြီ။မိုဟင်နီရဲ့အိမ်မက်တွေအားလုံးကပြေးသွားတော့မှာပါ။ပတ်စံတွေအများကြီးရလာတဲ့အခါမှာမိုဟင်နီတယောက်လောဘတက်လာပါရဲ့။သူဆိုင်ထိုင်နေခဲ့တဲ့တရက်မှာတော့စဉ်းစားလိုက်ပါရဲ့။ငါဒါရီကိုဈေးကြီးကြီးနဲ့ရောင်းမယ်ဆိုရင်တော့အမြန်ချမ်းသာသွားလိမ့်မယ်။အိမ်ကိုရောက်လာတဲ့အခါမှာတော့တမီးဂျာဘာလုံနေတာလဲဘာဖြစ်လို့မြေအိုးထဲမှာထည့်ပြီးတော့မလောက်ကြလဲ။မြေအိုးကသေးတယ်အမေရဲ့တိတ်ပြီးတော့အဆင်မပြေဘူး။ သူမမြေအိုးထဲမှာတနတ်ချင်းတွေကိုမလုံတော့တဲ့အခါမှာတော့တနတ်ချင်းရဲ့အနက်အယတာပြောင်းလဲသွားပါတယ်။သူမစီကစားတုံးနေကြသူတွေကလည်းပြစ်တင်ပြောဆိုလာခဲ့ကြပါပြီ။ဟဲ့နင်တနတ်ချင်းဟာစားမကောင်းတော့ဘူး။ဟုတ်တယ်ဟုတ်တယ်။သူတို့အားလုံးလည်းစိတ်ညစ်ကုန်ကြပါရဲ့။ဝယ်သူတွေလည်းမရှိကြတော့ပါဘူး။တမီးရေနင်ကမြေအိုးကိုစော်ကားလိုက်တာပဲ။ဟုတ်တယ်အမေအမေပြောတာမှန်တယ်။အရင်ညမှာမိုဟိနီကလည်းမြေအိုးကိုတောင်းပန်လိုက်ပါရဲ့။ သူမတောင်းမလိုက်ပြီးနောက်မှာတော့နောင်နေချက်ချင်းပဲစင်ရဲသားတွေကိုတွားရောက်လှူချမ်းပေးခဲ့ပါတယ်။တမီးလေးရဲ့ဒီလောက်ကောင်းတဲ့တနတ်ချင်းငါတို့အခုမှစားဘူးတာ။ငါတို့မိသားစုဝင်တွေကလည်းနေမကောင်းဖြစ်နေတာကြားပြီးဒါကိုစားလိုက်တော့မှနေကောင်းသွားတယ်။တော်သေးရပါရှင်။မိုဟင်နီကလည်းလောဘမကြီးရောတဲ့အခါမှာတော့ပြန်လဲအဆင်ပြေသွားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မော်ငရုတ်သီးပင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရှင်ရလေရှင်ထပ်ပြီးတော့လှုပ်ပြန်ပြီလား။ ကျမတို့အိမ်ကိုငွေဝင်ထုတ်မဲ့အရေးကိုရှင်ကအမြဲတမ်းပဲတားဆီးပိတ်ပင်နေတယ်။ဒါလောက်ထိဈေးကောင်းကောင်းရနေရပဲရှင်အနေနဲ့ရောင်းချတဲ့နဲ့ဒီနေ့လေဝဲသူတယောက်ကို ရှင်လက်ပလာနဲ့ပြန်လှုပ်ပေးလိုက်ပြန်ပြီ။ရှင်ရဲ့ဘာမှလောက်ကန်စားတောက်လို့မရတဲ့မြေကြီးကိုသူကဈေးကောင်းကောင်းပေးနေခဲ့တာ။ဒါလောက်ထိဈေးကောင်းကောင်းဘယ်သူမှပေးမှမဟုတ်ဘူးနားလေရလား။ကြိုက်တဲ့တို့ကြိုက်တဲ့လောက်ပေးပါစေ။ဒီမြေကိုငါအနေနဲ့ဘယ်တော့မှရောင်းချပြန်မှာမဟုတ်ဘူး။ငါအမေကငါ့ကိုနောက်ဆုံးအနေနဲ့ပေးသွားခဲ့တဲ့အမှတ်တရမြေလေးပဲ။ ငါတသက်အလုံးတင်းစီထားမှာဟုတ်ပြီလေဒါဆိုရင်လည်းရှင်တသက်အလုံးဆင်းဆင်းရဲရဲနဲ့ပဲနေထိုင်တော့ပေါ့ရှင်းမေပိုင်ဆိုင်တဲ့မြေကိုရှင်ဖတ်ပြီးနေလို့ရတာလည်းမဟုတ်ဘူးအဲ့ဒီမြေကတော့ရှင်အတွက်ဘာရင်းများအကျိုးထူးလဲပြောပြစမ်းမအောင်ရှင်တီးနံဆိုင်ပြောလို့လည်းမရဘာမှလည်းလုံးလုံးမရရှင်အတွက်လည်းအကျိုးမရှိတဲ့မြေကိုမြောင်းတင်းထားနေသေးတယ်ကြောင်တယောက်ကဒီမြေကိုဝယ်ယူပြီးတော့တခုတ်ခုတ်လုပ်ချင်တယ်ဆိုရင်တော့ရှေ့အနေနဲ့ဝမ်းတာပြောရွှင်စွာနဲ့ရောင်းချပေးရမယ်။ဒါလည်းမဟုတ်ပြန်အောင် ကျမတို့အတွက်ကိုလည်းစဉ်းစားပေးစမ်းပါအောင်ရှင်။ကျမတို့ဘလို့နေထိုင်စားတောက်ရမှာလဲ။ရှင်သားဒီမြေကိုရောင်းချလိုက်မယ်ဆိုရင်တော့ကျမတို့ချမ်းချမ်းသာသာနေထိုင်နိုင်သွားကြလိမ့်မယ်။တော်ပြီကွာတော်ပြီမင်းနဲ့စကားပြောရတာတဆက်ကလေးမှအဆင်မပြေဘူးအပိုစကားတွေပြောနေရတယ်အတူတူပဲသွားတော့မယ်နော်ငါမေကိုတခါရေပြောပြထားလိုက်မယ်တေချာနားထောင်ထားငါဒီမြေကိုဘယ်တော့မှရောင်းချမှာမဟုတ်ဘူးနားလေလားဟိကီရှန်စီမာမိဘတွေမရှိကြတော့ပါဘူး ို့စီမှာပိုင်ဆိုင်နာဆိုတော့မိဘတွေအမွေပေးသွားခဲ့တဲ့လရဆိုင်ပြောရေးလုံလို့မရတဲ့မြေလေးတစ်ခွက်သားရှိပါရဲ့မိခင်ဖြစ်သူကလည်းမကွယ်လွန်ခင်မကီရှန်ကိုပြောသွားခဲ့ပါရဲ့ဒီမြေကိုမယောင်းချဖို့အတွက်ကိုပါအမေရဲ့စကားကိုနားထောင်တဲ့ကီရှန်ကလည်းအခုချိန်အထိမြေကိုမယောင်းချဘဲနဲ့နေနေခဲ့တာပေါ့တို့စီကိုဝဲသူတွေအမြဲတမ်းရောက်ရှိလာခဲ့ပြီးဒီမြေကိုတောင်းဝယ်ခဲ့ကြပါရဲ့တောင်းတလို့ပတ်စံပေးဖို့အတွက်တထေကြီးတွေဘလောက်ပဲသဘောတူနေခဲ့ပါစေကီရှန်ကတော့မြေကိုလုံးဝကိုမယောင်းချပေးခဲ့ပါဘူး ။သူရဲ့အမျိုးသမီးဖြစ်သူကလည်းဒါကိုတဆက်ကလေးမှသဘောမကျပါလား။ဒီမျိုးကိုရောင်းချပြီးပတ်စံနေအများကြီးရှာဖွေနိုင်သွားခဲ့ပြီးဆိုလို့ရှင်တော့သူတို့လည်းချမ်းချမ်းတသာနေနိုင်သွားမယ့်အခွင့်အရေးကိုသူမကောင်းကောင်းသိနေခဲ့ပါရဲ့။ဒါကြောင့်သူကလည်းတယောက်ကြောင်ကိုအမြဲတမ်းမကျေမနပ်ဖြစ်ပြီးဒေါသတွေလည်းခြောက်နေကြတာပေါ့။ကီရှန်ကတော့ယူအမပင်မဆင်းရဲစွာနဲ့အလောက်ကျန်းတွေကိုလောက်ကန်ရပါတယ်။သူရတဲ့ပတ်စံအနှဲငယ်နဲ့အင်းရဲ့အတောင်စရိုက်တွေနဲ့ဈေးဖို့ကိုတုံးဆွဲနေခဲ့ရတာဖြစ်ပါတယ်။ တရမတော်ကရှန်ကလည်းအလောက်ကိစ္စတစ်ခုရှိတဲ့အတွက်မြို့ပေါ်ကိုကြာသွားခဲ့ပါတယ်။ယောက်ျားဖြစ်သူအပြင်ကိုထွက်သွားနေခဲ့တဲ့အချိန်မှာပဲရွာမတယောက်ထဲကျနေခဲ့တဲ့မိမကတယောက်ျားရဲ့ပိုင်ဆိုင်တဲ့လယာမြေကိုရွာမရှိတဲ့တထေကြီးတို့ထပ်မရောင်းချပြလိုက်ပါတယ်။ကရှန်ကတော့မြို့ပေါ်ကိုသွားနေခဲ့ရဖြစ်တဲ့အတွက်ဒီအကြောင်းတွေကိုလုံးဝမသိပါဘူး။ကဲရော့ဒီမှာအမကြီးအမအတွက်မြေယာအတွက်ကျွန်တော်ပတ်စံလာပေးရပါ။ဒီမှာ55သိန်းနော်တတိချာချာရည်ကြည့်လိုက်အောင်55သိန်းဟုတ်လား။ကျမသိတယ်ဒီလောက်ထိ တ်ဆန်အများကြီးရမယ်ဆိုတော့ကိုကျွန်မကောင်းကောင်းသိရပါဗျ။ဒါပေမဲ့လေဒီလောက်များတဲ့ပတ်ဆန်ကိုတုံးဆွဲရလိမ့်မယ်၊ကင်ခွင်ရလိမ့်မယ်လို့ကျွန်မအိမ်မက်ထဲမှာတော့တခါမှမမှတ်ခဲ့ဘူးသိလား။ကဲရော့ရော့ရော့တထဲရေဒါကတော့မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းတွေယူထားလိုက်နော်။ဒါပေမဲ့ကျွန်မတခါရဲပြောထားလိုက်မယ်။ကျွန်မယောက်ျားဒီအကြောင်းကိစ္စတွေကိုလုံးဝမသိစေနဲ့။သူသာသိရင်တော့ဒေါသအရှမ်းထွက်လိမ့်မယ်။ပြီးတော့သူကဒါကိုဘယ်တော့မှသဘောတူမှာမဟုတ်ဘူး။ကျွန်မပြောတာကိုနားလည်ရင်မဟုတ်လား။ မိမကလည်းအယံကိုဝမ်းသာပျော်ရွှင်နေကြတာပေါ့သူကလည်းပတ်စံတွေကိုတင်ထားခဲ့လိုက်ပါရီနောက်နေ့မှာတော့မြေယာဝယ်ယူသွားခဲ့တဲ့တထေကြီးကအော်ဟေတောင်းညံနေရင်းနဲ့သူ့ရဲ့အိမ်ကိုရောက်ရှိလာခဲ့ပါရီမင်းကောဘလို့လဲရမြေကိုရောင်းချပြစ်လိုက်တာလဲဘာတခုမှလုပ်လို့မရတဲ့မြေပဲဘာမှစိုက်ပြောလို့လည်းမရဘူးငါရဲ့အလौဒသမားတွေတယောက်မှအလौလုပ်လို့တောင်းမရဘူးငါအလौလုပ်ဖို့အတွက်အလौဒသမားတွေငှားထားတာအားလုံးထွက်ပြေးကုန်ကြပြီး အခုချိန်မှာငါဘလောက်ကြောင်မှပဲဆုံရှုံနေတာမျိုးတွေကိုကြုံတွေ့နေရလဲဆိုတော့ကို ရောတည်ရလားရော့ရော့ဒီမှာစာချုပ်ငါမနေ့ကပေးခဲ့တဲ့ပတ်စံတွေငါ့ကိုပြန်ပေးငါဒီမြေကိုမလိုချင်တော့ဘူးခဏလေးဘယ်လဲရမြေအကြောင်းကိုများပြောနေရလဲဘယ်လဲရမြေအကြောင်းကိုပြောရမှာလဲမနေ့ကတော့ကမဲမိမကိုတိုင်ငါ့ကိုရောင်းလိုက်တဲ့ဘာမှတုံးဆောက်လို့မရတဲ့လဲရမြေအကြောင်းကိုပြောနေရပေါ့မနေ့ကတော့ကသူကငါ့စီကငွေ15ဒိတ်နဲ့ဒီမြေကိုရောင်းချလိုက်တာလေ ငါဝယ်ယူသွားခဲ့တယ်ဒါပေမဲ့ဘာမှတုံးစားလို့လည်းမရဘူးဒီအချိန်မှာမိမဖြစ်သူကလည်းအရန်ကိုလမ်းဖြန်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့တထေးကြီးကိုသူမလက်ခံထားတဲ့ပတ်စံတွေအားလုံးပြန်ပေးလိုက်ပါတယ်ဒီအချိန်မှာမှကီရှန်ကလည်းကိစ္စရီအားလုံးကိုသိရှိသွားခဲ့ပါတယ်သူ့မိမရဲ့လောရွေတွေကြောင့်သူလည်းအတော်ဝမ်းနေသွားပါတယ်ဒါကြောင့်သူကလည်းသူ့အလုပ်လုပ်နေတဲ့လယ်ထဲမှာသွားငိုနေခဲ့ပါတယ်။ညနေခင်းရောက်ရှိလာခဲ့ပါပြီ။ကီရှန်ကတော့တိပင်အောင်မထိုင်နေရင်သူ့ရဲ့အမေကိုလည်းစိတ်ထဲကနေတောင်းပန်နေခဲ့မိပါတယ်။ အဖေနဲ့အမေကျွန်တော်ကိုခွဲလို့ပါကျွန်တော်ရဲ့မိမဘက်ကနေပြီးတော့ကျွန်တော်တောင်းပန်ပါတယ်သူဘာမှနားမလည်လို့အခုလိုမျိုးလှုပ်ခဲမိတာပါဒါကအဖေနဲ့အမေကျွန်တော်အတွက်နောက်ဆုံးထားခဲ့ပေးတဲ့အမှတ်တရပစ္စည်းလေးပဲကျွန်တော်အမြဲတမ်းသိမ်းဆည်းထားမှာပါဒီမြေကဘလို့ပဲဖြစ်နေပါစေကျွန်တော်ဘယ်တော့မှရောင်းချမှာမဟုတ်ဘူးပြီးတော့ဒီလေယာမြေပေါ်မှာကျွန်တော်သီးနှံစိုက်ပျိုးဖို့အတွက်လည်းစူးစမ်းမယ်ကီရှန်ကလည်းနောင်နေပဲချက်ချင်းပေါတူတလက်ယူပြီးတော့လဲတဲ့ဆင်းလာခဲ့လာပြီပါတယ် ပြီးသွားတဲ့အခါမှာတော့သူရဲ့စိုက်ပျိုးထွန်ရရလို့မရတဲ့လဲမီကို သူက ပြန်လဲပြုတ်ပြင်းဖို့အကြွတ်ဆုံးဖြတ်လိုက်ပါတယ်။လဲတစ်ခုလုံးကိုပေါက်တုံးနဲ့တူးဆွပြီးနောက်မှာတော့တတော်လေးပြမှန်းသွားခဲနောက်သူလဲတစ်ပင်ချေရင်လေးမှပဲအိပ်ပျော်သွားပါတယ်။ညောင်မိုးချုပ်ကြီးသူရုတ်တရက်လန့်လို့လာခဲ့တဲ့အခါမှာတော့အတန်တစ်ခုကြားလိုက်ရပါတယ်။သူမျက်လုံးဖွင့်ချိလိုက်တဲ့အခါမှာတော့သူရဲ့အရှိတတဲမှာကဘာမကြီးကိုစောက်ရှောက်ပေးတဲ့နတ်မင်းသမီးလေးကိုတွေ့ခဲ့ရပါတယ်။ခမရဘယ်သူများလဲ။ ငါတော့ဒီကဘာမြေကြီးကိုဆောက်ရှောက်ပေးနေတဲ့အဆောက်ရှောက်နတ်တပါးပဲ။နေရမိဘတွေအပေါ်ကိုနေဘလောက်တောင်မှတန်ရုံးစင်ကြီးမှလည်းလေးစားလေဆိုတော့ကိုငါတွေ့မြင်ခဲ့ရတယ်။ဒီမြေကြီးကတာမန်မြေကြီးမဟုတ်ဘူးနော်။နေရဘိုးဘွားပဲအစင်အဆက်မျိုးရိုးတလျှောက်လုံးပိုင်းဆိုင်လာခဲ့တဲ့မြေပဲ။နေရအမေကလည်းဒီမြေကိုနေကိုလက်စစ်ကမ်းပေးခဲ့တာ။နေအမေရဲ့စာနာတွေကိုနေကဖြည့်ဆည်းပေးခဲ့တယ်။သူပြောတဲ့စကားကိုလည်းတသွေးမသိနားထောင်ခဲ့တယ်။ မိဘတွေရဲ့စကားကိုနားထောင်နေသူကဘဝမှာအမြင်နဲ့အောင်မြင်မှုတွေကိုရရှိတယ်ဆိုတော့ကိုလည်းမမေ့နဲ့နေကားဆင်းဆင်းရဲရဲနဲ့ဘဝကိုဖျက်ကျော်နေထိုင်ခဲ့ရတယ်။ဒါတော့မှဒီမြေကြီးကိုတော့လုံးဝမယောင်းချခဲ့ဘူးနော်။ငါကိုယ်တိုင်ပဲတထေးကြီးနဲ့သူ့ရဲ့အလုပ်သမားတွေအားလုံးကိုဒီမှာမမြင်ချင်တဲ့အတွက်မောင်းထုတ်ပြလိုက်တော့။ငါသိတယ်နေကားဒီမြေကြီးကိုစောင့်ရှောက်ပေးနေတယ်။ငါ့ကိုလည်းအကူအညီပေးနေတယ်ဆိုတော့ဒီနေ့နေကားဒီနေရာတစ်ခုလုံးကိုတန့်ရှင်ရေလှုပ်ပေးလိုက်ပြီးဆိုတော့ငါအရန်ကိုဝမ်းသာပြောရွှင်မိတယ်။ အဲ့ဒါကြောင့်ငါဘက်ကနေနင်းကိုစုတစ်ခုလည်းပေးခဲ့ခြင်း ਨੇ နတ်သမီးလေးရေပြောပါအောင်ကျွန်တော်ကိုဘလို့စုမျိုးများပေးခြင်းတာလေဟိုးလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကလေးကနင်းရဲ့ဘိုးဘေးဘီပင်တွေအားလုံးကဒီမြေကြီးပေါ်မှာငရုတ်တီးပင်တွေစိုက်ပျိုးခဲ့ကြတယ်တစ်ခေါက်တော့ရွာမှာမိုးကောင်းရေရှားအခြေအနေကိုစိုက်ရောက်လာခဲ့ပြီး၆သွေးနေခဲ့တဲ့အတွက်ရွာမှာရှိတဲ့လေယာဉ်မျိုးတွေအားလုံးပျက်စီးသွားခဲ့တယ်ဒီလေယာဉ်မျိုးအပါအဝင်ပေါ့ နင်ကဒီလေယာမြေကိုပြန်လဲရှင်တန်းအောင်ကြိုးစားခဲ့တဲ့သူဆိုတော့ငါနင်းကိုမှောအစွမ်းထက်နေတဲ့မြုပ်တီမျိုးစေ့လေးတွေပေးလိုက်မယ်။ဒါတွေကိုဒီလေယာမြေထဲမှာစိုက်ပျိုးထားလိုက်ပါ။နင်းရဲ့လေထဲမှာရွှေငရုတ်တီစိမ့်တွေအများကြီးပေါပေါလာလိမ့်မယ်။အရာတွေကိုရောင်းချပြီးသွားရင်တော့နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေအများကြီးကိုနင်းထပ်ပြီးဝယ်ယူလို့ရတယ်။နောက်ပိုင်းဆိုလို့ရှင်လေဒီလေယာမြေပေါ်မှာငရုတ်တီစိမ့်ကိုပဲစိုက်ပျိုးနော်။အရာကနင်းအတွက်အများကြီးအကျိုးဖြစ်ထွန်းစေလိမ့်မယ်။ တဖြည်းဖြည်းနဲ့နင်းဘွားမှာရှိတဲ့စောရင်တော့ကာပူပင်ဒုက္ခတွေအကုန်လုံးကလည်းကင်းဝေးသွားတော့မှာရောဆိုပြီးနောက်မှာတော့နတ်သမီးလေးကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ကီရှန်ကလည်းနတ်သမီးလေးပေးသွားခဲ့တဲ့ငရုတ်သီးမျိုးစေးလေးတွေကိုကြည့်နေခဲ့ရပါဘို့။ကီရှန်ကလည်းပျော်ရွှင်စွာနဲ့ငရုတ်သီးပင်လေးတွေကိုစိုက်ပျိုးထားလိုက်ပါတယ်။အိမ်ကိုပြန်လာပြီးသူ့မိန်းမကိုလည်းကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်။ရှင်တကယ်ပြောနေရလားရှင်။ဒါနဲ့ကျမလောက်ရက်တွေအားလုံးအတွက်ကျမကိုခွင့်လွှတ်ပါတော့တောင်းပန်ပါတယ်။ ဒီမြေကကျမတို့ဘိုးဘွားဘီပင်တွေရဲ့ကောင်းချီးပေးမှုတွေရှိနေတာဆိုတော့ကျမတို့ရောင်းချလို့ပဲဖြစ်မလဲရပါတယ်ကိစ္စမရှိပါဘူးလူသားမို့လို့လည်းအမားတွေကိုလုံးမိရပေါ့နေအခုဘလောက်တောင်မှမှားရင်းသွားလဲဆိုတော့ကိုတိပြီးနောင်တရနေပြီဆိုလို့ရှင်တော့ဒါကလုံလောက်တယ်နေအမကိုနင်းတိတဲ့အတွက်လည်းငါဝမ်းသာပါတယ်မနှက်ဖြတ်မနှက်အစောကြီးထားပြီးရောငါတို့လဲတဲ့ဆင်းကြမယ်နော် နောက်နေ့မှာတော့လေမြားနေရအောင်လဲတဲ့ဆင်းသွားကြည့်ခဲ့ကြပါရစေ သူတို့လယ်ထဲမှာတော့ငရုတ်သီးပင်တွေအများကြီးပေါင်းနေအောင်ကိုတွေ့သွားခဲ့ကြပါရီ။နယောက်သားကလည်းစိန်လန်းဆိုပြင်းနေတဲ့ငရုတ်ပင်အကြီးကြီးတွေကိုတွေ့ခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ကြတာပေါ့။ Kishan ကလည်းဘဝမှာကောင်းနောက်တွေကိုအမြဲတမ်းလောက်ခဲ့တဲ့အတွက် ကောင်းကျိုးတွေကိုပြန်လည်ခံစားခဲ့ရပါရီ။ဖယားသခင်ရဲ့ကောင်းချီးပေးမှုတွေကြောင့်သူတို့ဘဝမှာရှိတဲ့ဒုက္ခဆင်းရဲတွေအားလုံးကလည်းတမဟုတ်ချင်းပြောက်ကွယ်သွားခဲ့ပါရဲ့။လင်မယားနှစ်ယောက်ကလည်းရွှေငရုတ်သီးလေးတွေအားလုံးကိုခူးယူခဲ့ကြပါရဲ့ ရွှေဆိုင်မှာဒါတွေကိုတွဲရောင်းခဲ့တဲ့အခါမှာတော့ပတ်စံအမြောက်အများရရှိသွားပါတယ်။ရရှိတဲ့ပတ်စံနဲ့လိုအပ်တဲ့ပစ္စည်းတွေနဲ့လဲထွန်ဆက်တွေကိုလည်းသူကအဝယ်ယူလိုက်ပါတယ်။သူရဲ့လက်ရာမြေပေါ်မှာသူကငရုတ်သီးပင်တည်တံ့ကိုသာစိုက်ပျိုးခဲ့ပါတယ်။ဒါကသူ့အတွက်တကယ်ကောင်းကျိုးရှိတဲ့အရာတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ဖြစ်ဖြစ်နဲ့ကီရှန်ကတော့ရွာမှာအချမ်းသာဆုံးတထေးကြီးတူဖြစ်လာခဲ့ပါပြီ။စင်ရဲသားတွေနဲ့အခက်ခဲဖြစ်နေတဲ့အင်ဂျီယာမဲတွေအများကြီးကိုလည်းသူကအကူအညီပေးခဲ့ပါရဲ့ ဒီနေ့အထီးလည်းသူကသူ့ရဲ့မိဘအဖို့ဘွားပြပင်တွင်နဲ့နှစ်သမီးလေးကိုကျေးဇူးတင်နေတောင်းပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်